အရှိဘက်ကိုသုံးပိုင်သွားတယ်နောက်မြောက်ဘက်ကိုသုံးပိုင်သွားတယ်အဲ့ဒီမှာ Vita Dragon ဆွဲမယ်ပြီးရင်သူ့ရဲ့ resident displacement ကို study point ကနေစတဲ့ resident displacement အရွေးကို ရှာမယ်ပြီးရင် if he take 2 hour to complete his journey သူဟာအဲ့ဒီခရီးစဉ်တစ်ခုလုံးကို2နာရီကြာသွားတဲ့အခါမှာသူ့ရဲ့ average speed နဲ့သူ့ရဲ့ average velocity ကိုရှာပါလို့ခိုင်းတာပါအဲ့တော့ကျဲတို့ကဒီမှာ အရှိတ်ဘက်ကို၃မိုင်သွားတယ်အရှိတ်ဘက်ကို၃မိုင်သွားတယ်ဗက်တာတစ်ခုဆွဲလိုက်မယ်ပြီးတော့အဲ့ဒီအဲ့ဒီနေရာမြောင်ကောင်းဆုံးတဲ့နေရာနေပြီးတော့မြောက်ဘက်ကို၃မိုင်သွားတယ်မြောက်ဘက်ကို၃မိုင်သွားတယ်ဗက်တာတစ်ခုဆွဲမယ်အဲ့မှာ resultant က s ဗက်တာလို့သတ်မှတ်မယ် resultant က displacement s ကိုရှာမယ် time taken တူအောင်ပါအဲ့ဒီမှာတီချာတို့ကတောင်းပန်တရိကံပုံဖြစ်တဲ့အတွက်အရှိတ်နဲ့ ဘက်နဲ့မြောက်ဘက်နဲ့ညှားဆွဲလိုက်တဲ့အခါမှာဒေါမန်ဒရီဂန်ပုံဖြစ်တဲ့အတွက်ပိုက်တာဂိုရာသီအိုရန်ကိုသုံးပြီးတော့ရှာမယ် s² equal to ပထမ is ကိုသွားတဲ့3မိုင်ကို s1 သတ်မှတ်မယ် not ကိုသွားတဲ့3မိုင်ကို s2 သတ်မှတ်မယ်အဲ့တော့ s1² equal to s² equal to s1² s2² အဲ့ဒီမှာပိုက်တာဂိုရာသီအိုရန်နဲ့ရှာလိုက်တဲ့အခါမှာ displacement s အတွက်4.24မိုင်ရပါမယ်အဲ့ဒီမှာ distance ကြတော့အဲ့လိုမဟုတ်တော့ဘူး ဟာတီချာတို့ကအရွေးဖြစ်တဲ့အတွက် east day north day နဲ့အရှေ့နဲ့မြောက်ဖက်နဲ့ဖြစ်တဲ့အတွက်တီချာတို့က resultant က pythagoras theorem အရ resultant s ကိုရှာတာဖြစ်ပါတယ် distance မျိုးရောကတော့ဘလိုပဲသွားသွားအရှေ့ဘက်ပဲသွားသွားမြောက်ဖက်ပဲသွားသွားတောင်ဘက်ပဲသွားသွားအနောက်ဘက်ပဲသွားသွားသုံးမိုင်နှခါသွားတဲ့အတွက် distance အကွာအဝေးကခရီးကွာအဝေးကတော့6မိုင်က6မိုင်ပဲဒါကြောင့်မလို့ average speed ရှာတဲ့အခါမှာ distance နဲ့ရှာပါတယ် distance by time ကိုနှစ်နဲ့စားလိုက်မယ်2 hour ဆိုတဲ့အတွက်2နဲ့စားမယ်3 mile per hour ရမယ်အဲ့တော့ average velocity အတွက်ကကြတော့ဒီချေတော့က velocity မှာ velocity အတွက်ကို displacement နဲ့ရှာမယ် average velocity အတွက် displacement နဲ့ရှာတဲ့အတွက် displacement က4.24 mile ဖြစ်တယ်4.24 mile ကို2 hour နဲ့စားတဲ့အခါမှာ2.12 mile per hour အဲ့တော့ average velocity ရဲ့တန်ဖိုးနဲ့ average speed ရဲ့တန်ဖိုးနဲ့မတူပါဘူးเนาะ ကဲ exercise number 10ကိုကြည့်ရအောင် a car moving in a straight road with constant acceleration arrive at certain point after traveling 5 second from steady point ကားတစ်စီးရွေ့သွားသွားတယ် straight road မှာ constant acceleration ကိန်းသေးအချိန်နဲ့သွားတယ်သူဟာတိကျတဲ့အမှတ်တစ်ခုကို5 second စမှတ်ကနေ5 second အကွာမှာရောက်တယ်ကိန်းသေးအချိန်နဲ့အဲ့ဒီမှာ initial velocity လဲဖော်ပြပြီးသား final velocity လဲဖော်ပြပြီးသားဖြစ်တဲ့အတွက် starting from rest to stop တို့ပါရင် initial velocity ဘာဖြစ်မလဲ final velocity 0ဖြစ်ပါမယ်လို့မှတ်ဆရာမလို့တော့ဘူးဒီပုံစံလွယ်လွယ်လေးပဲ initial velocity v0 ဟာ44 feet per second final velocity v ဟာ66 feet per second time taken ဟာ5 second ဒါကြောင့်မလို့ သူရှာခိုင်းတဲ့ find the acceleration a ကိုရှာခိုင်းတယ် average velocity v bar ကိုရှာခိုင်းတယ်ပြီးရင်အဲ့ဒီ5 second အတွင်းမှာသွားတဲ့ travel distance travel s ကိုရှာခိုင်းတယ်အဲ့တော့ပထမဦးဆုံး a ကိုအရင်ရှာမယ် a equal to v minus v naught by t formula ဒီချက်တော့ဒီ formula တွေကရပြီးသားတွေဖြစ်ရမယ်เนาะအားလုံးက a equal to v minus v naught by t အဲ့မှာအစားသမီးတွက်လိုက်မယ် acceleration အတွက်အဖြစ်4.4 feet per second square တခုထွက်မယ်။ Now Viva average velocity ရှာတဲ့ပုံစံနေရလဲ final velocity နဲ့ initial velocity နဲ့ကိုပေါင်းမယ်နှစ်နဲ့စားမယ်။ V0 V by 2ဟုတ်လားဒီ formula ရနိုင်မယ်ဆိုရင်ဒီ share rule average velocity လဲလွယ်လွယ်ကူကူနဲ့တွက်လို့ရသွားမယ်။ Now distance travel distance travel ကတော့ဒီ share rule V equal to s by t ဆိုတဲ့ original formula ကနေပြီးတော့ S equal to VD V လို့ S ကိုလိုချင်တယ် V နဲ့ D နဲ့မြှောက်လိုက်တဲ့အတိတ်ပဲအဲ့တော့ S equal to V bar D 55နဲ့9နဲ့ကိုမြှောက်လိုက်မယ်285 V ဆိုတဲ့အဖြေကိုရပါမယ်လွယ်လွယ်ကူကူပဲเนาะပြန်လေ့ကျင့်ကြည့်ကြပါနောက် exercise number 11 exercise number 11မှာကျတော့ a plane start from rest ကဲဒီမှာ start from rest ဆိုတာပါလာပါပြီအဲ့တော့ start from rest လို့ပြောလိုက်တာ ਨੇ V not equal to 0အဲ့တော့ v not equal to 0အဘဲကြောင့်ဆိုတော့ rest ဆိုထည့်ပေးလို့ရှင်ဒီချက်တော့အမှတ်ကိုလုံးဝအပြည့်ပေါ့နော်ဒီကလေးကဘာကြောင့် v initial velocity 0လို့တန်းပြီးတော့ရေးလိုက်ရလဲဆိုတော့အဲ့ဒီကလေးရဲ့နားလည်မှုကိုစမ်းစစ်လို့ရပါတယ် from rest start from rest ပေါ့ရေးလို့ရတယ်ဒါဒီချက်အတူရေးလိုက်တာနော် v not equal to 0 s equal to ဟာ distance က450မီတာသွားတယ် ကိန်းသေးအချိန်နဲ့15စက္ကန့်သွားပါတယ်အဲ့ဒီမှာဒီချေတော့ acceleration ရှာခိုင်းတယ်သူက a equal to question mark အဲ့တော့ formula 3ချောင်းရှင်းမှာလဲကြက်ခဲ့ပြီးသားပါရှင်းမှာလဲတည်ပြီးသားဖြစ်မယ်အကွာဝေးရှာတဲ့ပုံသေးနည်းရှိမယ် acceleration ရှာတဲ့ပုံသေးနည်းရှိမယ်ကြိုက်တဲ့တင့်တော်တဲ့ formula ကိုသုံးလို့ရတယ် s equal to v not d plus half at square အဲ့တော့ initial velocity 0ဖြစ်တဲ့အတွက်0အစားအသွင်းပြီးတွက်လိုက်မယ်ဆိုရင်အဲ့ဒါတော့မမေ့ဘူး ထပ်ပြောတာပါเนาะဒီချက်က v note နေရာမှာ0အစားသွင်းပြီးတော့တွက်မှာအဖြေရအမှန်ထွက်မှာပါ a equal to 4 meter per second square ဒီလေယာဉ်ရဲ့သွားတဲ့အချိန်တန်ဖိုး a equal to 4 meter per second square ကိုရပါမယ်နောက်တစ်ချက်က v equal to v note plus 80သူက initial velocity ကို find it take take off velocity အလျင်ကိုပြန်မေးတယ်ဘာနဲ့မေးလဲကီလိုမီတာပါအဝါနဲ့အဲ့တော့အလျင်ဒီချက်တော့ပြန်တွက်မယ် v equal to v naught plus at ဆိုတဲ့ formula နဲ့တွက်လိုက်မယ်ဆိုရင် v equal to v naught ကတော့0 plus 4 into 15 60ရတယ်အဲ့တော့60ာ60မီတာပါ second 60မီတာပါ second ဖြစ်တဲ့အတွက်ဒီချေတော့က60မီတာ by 1 second ဆိုတဲ့အတိတ်ပဲအဲ့တော့ တမီတာမှာတန်းတုသက်ဘာဝ -3 ကီလိုမီတာဖြစ်တဲ့အတွက်60မီတာနေရာမှာတန်းတုသက်ဘာဝ -3 ကိုအစားသွင်းလိုက်တယ်ဒီမှာ3600စက္ကန့်ကတနာယီမှာ3600စက္ကန့်ဖြစ်တဲ့အတွက်တနာယီကို3600စက္ကန့်နဲ့စားတဲ့အတိတ်ပဲအဲ့တော့ဒီချက်တော့ပြန်ပြီးတော့ကီလိုမီတာပါအဝါဖွဲ့လိုက်လို့ရှိရင်2166ကီလိုမီတာပါအဝါဆိုတဲ့အဖြေကိုရပါလိမ့်မယ်။ဒါ unit ဆက်သွယ်ချက်တွေကို ပြန်မေးတဲ့သဘောပါ။ Chapter 1ကိုပြန်ပြီးတော့ ရမိုင်းဖြစ်အောင်လုပ်မှရမှာရမှာပါနောက်တစ်ခုက exercise number 12 a car moving with a speed 108 km per hour stop အဲဒီမှာလဲ stop ဆိုတာပါလာပြီကားကဆက်သွားတယ်စာဝတ်လင်ရောပေးတယ် vino က108 km per hour stop လို့ပြောတဲ့အတွက် final velocity 0ဒီချေတော့ stop လို့ပြောလို့ final velocity ကို0ပါလို့သတ်မှတ်လဲ ပုံစံမှာ stop ဆိုတာပါလို့ပါ initial velocity ကိုလည်းတစ်ချေတော့ကီလိုမီတာပါအဝါပြောင်းသွားတယ်တနာရီမှာ3နောက်ချာဒါကတော့လွယ်လွယ်ကူကူပဲ1ကီလိုမီတာမှာ1000မီတာဖြစ်တဲ့အတွက်ကီလိုမီတာနေရာမှာ1000အစားသွင်းလိုက်ရုံပဲတနာရီမှာတနာရီနဲ့စားထားတဲ့အတိပဲဖြစ်တဲ့အတွက်3600စက္ကန့်နဲ့စားတာ1 hour မှာ3600စက္ကန့်ဆိုတဲ့အတိပဲပါအဲ့တော့ 30မီတာပါစကန်အပေါ်မှာလည်းတခါတည်းတန်းပြောင်းခဲ့ပါဗျ။အဲဒါကြောင့်မလို့ the value of acceleration ရှာတဲ့အခါမှာ a equal to v minus v naught by t ဆိုတဲ့ formula နဲ့အစားသမီးတွေ့မယ်ဆိုရင်ဒီချက်တော့ minus 2မီတာပါစကန်ခွဲအဲ့ဒီမှာ minus ရဲ့သင်္ကေတဟာ negative acceleration စုပ်ရှိန်ကိုပြတာပါ stop လို့ပြောလိုက်တာနဲ့ကားတစ်စီးက stop လုပ်လိုက်မယ် brake ဖမ်းလိုက်မယ်ဆိုရင်နောက်ကိုတောင့်ငနေဖြစ်သွားတယ် လားရနောက်ကိုစောက်ရှိန်နဲ့ဖြစ်တဲ့အတွက်အဲ့ဒီစောက်ရှိန် deceleration ရဲ့အတိပ္ပယ် minus ရဲ့သင်္ကေတကစောက်ရှိန်ရဲ့အတိပ္ပယ်ပါပုံစံမှာလည်းအနှုတ်နဲ့ထွက်ပါတယ်နောက် exercise number 13 an object moves with initial velocity ဟောဒီမှာတော့ initial velocity တခါလဲပေးထားတယ် v naught equal to 5 meter per second time က10 second အဲ့မှာ final velocity က 10မီတာပါစက္ကန့်တခါတည်းပေးပြီးသားဖြစ်တယ်ဒါကြောင့်မလို့ that if the object move with constant acceleration ကိန်းတွေအချိန်နဲ့ straight line အတိုင်းသွားတယ် find its average velocity v bar ကိုရှာခိုင်းပါတယ်အဲ့ဒီမှာ v bar က initial velocity လက်သိတယ် final velocity လက်သိတဲ့အတွက် v bar equal to v0 plus v by 2အဲ့တော့အဖြေဟာ7.5 meter per second အဲ့ဒီမှာ 10 second အကြာမှာရှိတဲ့ distance travel ကိုပြောတဲ့အတွက်တချို့ကဒီ average velocity နဲ့ပဲပြန်ရှာမယ် v equal to s by d s equal to vt s equal to 75 meter ဆိုတဲ့ distance travel အဖြေကိုရပါတယ် now သူ့ရဲ့ its acceleration a equal to v minus v0 by d formula တွေရနိုင်ဖို့လိုပါတယ်တချို့ကုနာစက္ကန့်လေးလောက်သွားတဲ့ formula လေးတွေရနိုင်တယ်ဆိုရင်အလွယ်တကူနဲ့ပဲဒီအဖြေလေးကိုအဆင့်လိုက်အဆင့်လိုက်တွက်သားနိုင်မှာဖြစ်ပါတယ်အဲ့တော့ a equal to 0.5 meter per second square unit system တွေကိုလည်းမှန်အောင်သတိထားမိစေချင်ပါတယ်သတိထားစေချင်ပါတယ်เนาะ unit တွေအကွာအဝေးဆိုရင် meter acceleration ဆိုရင် meter per second square velocity ဆိုရင် meter per second ကဲနောက်တစ်ပုတ်ကြည့်အောင် exercise number 14 a particle with the initial velocity အမုံလေးတစ်ခုဟာ straight line အတိုင်းသွားတယ် initial velocity v0 10 meter per second နဲ့သွားတယ် now stop ဆိုတာတွေ့ပါလိမ့်မယ် and stop ရက်လိုက်ပြီးလုံးဝ12 second အကြာရွေ့ပြီးတော့မှရက်လိုက်တာအဲ့တော့ time က12 second v v equal to 0ဘာကြောင့်လဲ stop ပါလို့ ။ဒီချက်တော့အဲ့ဒါလေးတွေထက်ပေးစေခြင်းနဲ့ဒီမှာထက်မထားပေးဘူး။မင်းတို့ပြန်တွက်တဲ့အခါလေ့ကျင့်တဲ့အခါစာမေးပွဲခြေတဲ့အခါမှာဒီချက်ဖြစ်ပြောသွားတာလေးတွေထက်ပေးခြင်းအားဖြင့်အမှတ်ကဘလို့မှအဲ့ဒီကလေးကိုလျှော့လို့မရနိုင်တော့ဘူးเนาะ။အဲ့ဒါ။ Now acceleration find the universal acceleration of particle ဒီအမုံလေးရဲ့အလီအချိန်ကိုတွက်မယ် a equal to v minus v naught by d ဒီ formula နဲ့တွက်သွားမယ်ဆိုရင် stop ပါတဲ့အတွက်တချို့က သွားနေရရုတ်တရက်ရိုက်လိုက်တာဖြစ်တဲ့အတွက် तू ကစောက်ရှိန်နဲ့တောင်းနေဖြစ်ရင်နောက်ကိုရိုင်းသွားမယ်အဲ့ဒီအတိတ်ပဲနဲ့ तू ကဒီမှာသူ့ရဲ့စောက်ရှိန်မှာအမြဲတမ်း stop တော့ break တော့ပါတိုင်းအရှိန်တွက်တဲ့အခါမှာအနှုတ်နဲ့ထွက်ပါတယ်ရှစ်ပု္ပ္ပစာတွေမှာလည်းသတိထားမိမှာပါအနှုတ်0.833 meter per second square now how far s ကိုမေးပါတယ် a particle travel before coming to rest ရပ်ပြီးတဲ့အခါမှာရှိမယ်ရပ်လိုက်တဲ့အချိန်မှာဘလောက်အကွာအဝေးရှိမလဲအဲ့တော့ s v not d plus half ad square ဆိုတဲ့ formula နဲ့တွက်ပါတယ်အဲ့ဒီမှာ s က60 m အစားသွင်းပြီးတွက်တာကတော့အဆင်ပြေမှာပါတွက်နိုင်မှာပါနော်နောက် exercise number 15ကိုတစ်ချက်လောက်ကြည့်မယ် a body start from rest ကဲဒီမှာလဲ stop from rest initial velocity stop from rest လို့မြင်လိုက်တာ ਨੇ initial velocity 0ဒီမှာပေးချက်ရေးတဲ့အခါမှာလဲ stop from rest လေးထည့်ရင်ပိုကောင်းပါတယ်။နောက် accelerated အချိန်ပြောတယ်4 second after 4 second အဲ့ဒီမှာ it velocity remain constant at the maximum value so reach for 7 second ကိန်းတွေအလျင်နဲ့သွားနေတာ5စက္ကန့်ကြာတဲ့အထိလို့ပြောတယ်အဲ့ဒီမှာတချို့တော့ acceleration သိတယ် time taken သိတယ် initial velocity သိတယ်ဒါကြောင့်မလို့ရောက်သွားမဲ့ remain constant velocity v ကိုရှားပါမယ်ဒီမှာဖြောက်ထားတဲ့ key လေးက v final velocity လေးပါဒါကိုရှားတာ v equal to v0 plus ad နဲ့ရှားတယ်အဲ့ဒီမှာ v equal to 12 meter per second ဒီမှာ graphically method ဖြစ်တဲ့အတွက်ကျေရောပုံကိုပုံကိုလဲကိုယ့်အကိုဆွဲတတ်ရမယ်ပုံဆွဲတဲ့နေရာမှာ final finally came to rest with uniform negative acceleration after another 5 second နောက်ထပ်5 second အကြာမှာ uniform negative acceleration negative acceleration ဆိုတဲ့အရှိန်ရော့သွားတာကိုပြောတာပါမရက်ခင်မှာเนาะမရက်ခင်မှာဆုတ်ချိန်နဲ့သွားနေတာပါအဲ့တော့ use the graphical method to find each the of the following အပါအတိုင်းကိုသူက graphically method နဲ့ပြောပါဆိုတဲ့အတွက် state တွေကပုံဆွဲရမယ် the distance move during each state of motion ရွေးရှားမှု state တစ်ခုချင်းစီ အတွက် distance ကိုရှာမယ်ဆိုရင်တကယ်တော့ under area နဲ့ရှာရမယ် under area နဲ့ရှာတာဖြစ်တဲ့အတွက် graph ဆွဲရမယ် graph ဆွဲတဲ့နေရာမှာ ပထမအဦးဆုံးစပြီးတော့0 xy graph ဆွဲလိုက်မယ် velocity နဲ့ time နဲ့ပြတဲ့ graph ကိုဆွဲတယ်0 0ကနေ initial velocity 0ကနေပြီးတော့စသွားလိုက်ပါတယ်။ကဲ exercise 15ကိုကြည့်ရအောင်။ Abori start from rest. start from rest လို့ပြောတဲ့အတွက် v not equal to 0ဆိုတာသိရမယ်နော်။ဒီမှာ v not equal to 0 start from rest ရက်နေရာမှာစသွားတဲ့အတွက်အရာဝတ္ထုတစ်ခုဟာရက်နေရာမှာစရွေးတဲ့အတွက် v not equal to 0အချိန်နဲ့သွားတယ် accelerated from ဒီအချိန်နဲ့သွားတယ်3 meter per second square 4 second ကြာသွားတယ် it velocity အဲ့ဒီမှာအလျင်က constant velocity နဲ့ပဲ9 second သွားတယ်အဲ့ဒီ constant velocity ကတကယ်လို့ဖျောက်ထားတာဖြစ်တဲ့အတွက် v equal to question mark အဲ့တော့4 second ကြာမှာသွားတဲ့ v ကိုရှာရမယ်ဒါကြောင့်မလို့ဒီ formula v equal to v0 plus a t ကိုသုံးပြီးတော့ velocity ရှာမယ် ပြီးရင် graphically method သုံးပါဖြစ်တဲ့အတွက်ဒီချေတော့ graph ဆွဲမယ်။ start from rest လို့ပြောထားတဲ့အတွက် initial velocity v0 equal to 0ကနေပြီးတော့ final velocity vr 20 meter per second အထိကိုဒီချေတော့သွားတယ်။၄ကန့်ကြာ၄ second ကြာတဲ့အခါမှာနောက်ထပ်9 second ကိုဒီအလင်းနဲ့ပဲသွားတာဖြစ်တဲ့အတွက် constant velocity ဖြစ်တဲ့အတွက် line က straight line ဆွဲမယ်။ပြီးတော့မှ နောက်ထပ်9 second မရက်ခင်5စက္ကန့်အကြာမှာဆုတ်ရှိန်နဲ့သွားတာဖြစ်တဲ့အတွက်လမ်းဟာ deceleration နဲ့ဆွဲမယ်ဆုတ်ရှိန်နဲ့အဲ့တော့ပုံစံ graph ပုံစံ trapezium ပုံစံဖြစ်မယ်ဒီမှာအမြင့်တွေကို dot line နဲ့ဆွဲတဲ့အခါမှာ trigon ပုံတစ်ခု stugon ပုံတစ်ခုနောက်ထပ် trigon ပုံတစ်ခုပါမယ်အဲ့ဒီမှာ time ကပထမ4စက္ကန့်က t1 ဒုတိယ9စက္ကန့်က t2 တတိယနောက်ဆုံးစုပ်ရှိန်နဲ့သွားတဲ့50စက္ကန့်က T3 ပေါ့ T1 အတွက်က distance ရှာမယ် distance ရှာတဲ့အခါမှာဒီ under area ဖြစ်တဲ့အတွက် တတိကံရဲ့ area နဲ့တတိကံ area ကိုရှာလိုက်တာနဲ့နှစ်ပိုင်းနှစ်ပိုင်းအခြေအမြောင်းမြင့်လို့ရှာလိုက်တာနဲ့သူ့ရဲ့ဒီ state 1ကိုသွားတဲ့ distance ကိုရမယ်နောက် state 2ကိုသွားတဲ့ distance state 2ပေါ့ T2 အတွက်သွားမယ် distance ကြတော့စတုကံ area ကိုရှာလိုက်တာနဲ့ သူ့ရဲ့ distance ကိုရမယ်။နောက်တတိယအဆင့် time interval T3 အတွက် state 3ပေါ့ state 3ကိုရှာလိုက်တာနဲ့ state 3အတွက် distance ကိုလိုချင်ရင်အဲ့ဒီတတိကန် area ကိုရှာလိုက်တာနဲ့ distance ရမယ်။အဲ့တော့ B ရ the array velocity V bar equal to S by T formula နဲ့တွက်မယ်။အဲ့တော့ the whole period the whole journey ခရီးစဉ်တစ်ခုလုံး the whole period အားလုံးအတွက်လိုတဲ့အတွက်အားလုံးဟာ၄စက္ကန့်၇စက္ကန့်၅စက္ကန့်ပေါင်းရင် time tip time taken စုစုပေါင်းဟာ16စက္ကန့်၄စက္ကန့်၇စက္ကန့်၅စက္ကန့်16စက္ကန့် time ကကဲ distant move တွေက state သုံးခုစလုံးမှာရှာလိုက်တယ်မင်းတို့ရှာလိုက်တယ် distant နေသုံးခုစလုံးပေါင်းကို time taken စုစုပေါင်းနဲ့စားလိုက်လို့ရှိရင်လိုချင်တဲ့ average velocity အတွက်အဖြေရပါပြီ ဲကိုဘကိုလည်းတေချာထပ်ပြီးတော့လေ့ကျင့်ကြည့်ကြနော်။ Now exercise number 16 draw a graph velocity against time for body which start with initial velocity 4 meter per second ဟောဒီမှာကျတော့အရာဝတ္ထုဟာစကတဲ့က तू ဟာ start with address မပါဘူး start with initial velocity v0 ကိုတန်းပြောထားတယ်အဲ့တော့ v0 က4 meter per second initial velocity ဆက်သွားတယ် continue to move with acceleration acceleration ဟာ1.5 meter per second square နဲ့သွားမယ်ဒီမှာ unit ကပြင်ရမယ်เนาะ meter per 1.5 meter per second square နဲ့သွားမယ်အချိန်6 second ကြာအဲ့ဒီမှာ show how you would find each of the following from the graph graph ကနေပြီးတော့ရှားပါတဲ့ average velocity ကိုတွက်ထုတ်တဲ့နီးနဲ့လဲရှားလို့ရတယ်တချို့တော့ grab ကလည်းရှားပါလို့ပြောတဲ့အတွက် तू ကပုံစံအလိုအရ grab ကရှားတဲ့အတွက် grab နဲ့ဆွဲပြီးတော့ grab ပုံစံအတိုင်းရှားမယ်။နောက်နောက်တစ်ခုကနံပါတ်2อ่ะ distant move s ကိုရှားခိုင်းတယ် grab ကပဲရှားခိုင်းတယ်အော်ကြည့်ရအောင် from the grab grab ကိုပထမဆုံးအရင်ဆွဲမယ်ဆွဲတဲ့အခါမှာဒီချေတို့ velocity time grab ဆွဲတဲ့နေရာမှာပဲ0 0ကနေမစဘူးအရင်တော့အဲ့လိုမျိုး4 meter per second ကစတယ် 4 m/s 4 2 6 8 10 12ဆိုပြီးတော့ဇယားကွက်ကိုမင်းတို့အဆင်ပြေသလိုကိုနားလည်သလိုဆွဲသွားလို့ရတယ်เนาะအဲ့တော့4 m/s ကနေပြီးတော့တချို့တို့ဒီမှာ velocity ရှာလိုက်တဲ့အခါမှာ73 m/s formula လေးတွေကတော့ရရမယ်เนาะတချို့ second လောက်ထားတဲ့ formula လေးတွေကတော့ရကိုရရမယ်အဲ့တော့ဒီမှာ v = 13 m/s 4 m/s နေ13 m/s ဒီသွားတယ် ပြီးတော့မှဘလောက်30မိနစ်ပါစက္ကန့်အောင်ဘယ်နှဆက်ဘလောက်ကြာသွားတာလဲဆို6စက္ကန့်ကတုံညာကနေ6စက္ကန့် time တိတ်ကန်းက6စက္ကန့်အကြာမှာ30မိနစ်ပါစက္ကန့်ဖြစ်သွားတာဒီမှာ30မိနစ်ပါစက္ကန့်အဲ့တော့ graph ကနေပြီးတော့တချို့ဒီပါလဲ trapezium ပုံစံပဲဖြစ်သွားတယ် trapezium ပုံစံပဲဖြစ်သွားတယ်ဒီ trapezium area နဲ့ distance move ကိုရှာလို့ရတယ်ဒီမှာ array velocity ကတော့ရှင်းပါတယ်တာဝတ်လျင်နဲ့ နောက်ဆုံးအလင်းနဲ့ရရင်ရပြီ Vino Black V Vine 2နဲ့ရှာရင် average velocity တခုရပြီနံပါတ်အေရ B ကကြတော့ distance မူက under area လို့ဖြစ်တဲ့အတွက် area of trapezium ABCD trapezium ABCD ရဲ့ area ကိုရှာရမယ်။အော် trapezium ABCD ဆိုတော့ trapezium ရဲ့ area ကတခြားတော့ဘယ်လိုမှတ်လဲဆိုရင် trapezium area အတွက်နှစ်ပိုင်းတစ်ပိုင်းအမြောက်အမြင့်အမြောက် height အမြောက် ြိုင်သောအနာတစုံပေါင်းခြင်းလို့မှတ်တယ်။မင်းတို့လည်းအလွယ်မှတ်လို့ရအောင်ပြိုင်သောအနာတစုံပေါင်းခြင်းဒီတိုင်းဆိုရင်နားမလည်ပါဆိုလို့ပြိုင်သောအနာတစုံပေါင်းခြင်းနှစ်ပိုင်းတစ်ပိုင်း ace အမြင့် trapezium ကိုဒီလိုအတက်ပြန်ကြည့်လိုက်မယ်ဆိုရင်အမြင့်ဟာ6ရှိတယ်ဒီမှာ3ညာနေ6အထိအမြင့်ဟာ6ပြိုင်သောအနာတစုံ ပြိုင်သောအနာဟာဒီမှာပြိုင်တဲ့အနာဒီချက်ညားလေးပြထားတယ်ဒါပြိုင်တဲ့အနာပြိုင်တဲ့အနာတစုံအဲ့တော့ဒီက၄ဒီက DC ကကြတော့အမြင့်က73ရှိတဲ့အတွက်73ပြိုင်နှစ်ပိုင်းတစ်ပိုင်းအမြောက်အမြင့်အမြောက်ပြိုင်သောအနာတစုံ ပေါင်းခြင်း Travisian area ကိုရှာလိုက်တာနဲ့သူ့ရဲ့ distance move in those 6 seconds ဆိုတာရပါလိမ့်မယ်ပြန်ပြီးတော့လေ့ကျင့်ကြည့်ရပါ Exercise number 17 A car is traveling with constant velocity. constant velocity စလာကြရပေးထားပြီးစပြီးတော့သွားရတဲ့ constant velocity 36 km per hour နဲ့သွားပါတယ်လို့ပြောတယ် constant velocity ဖြစ်တဲ့အတွက်စသွားတယ်ဆိုကြရ v0 တန်ဖိုးပါ v0 က36 km per hour အဲ့ဒီမှာမီတာပါစက္ကန့်ပြောင်းပြောင်းနေရလဲရှေ့မှာပြောခဲ့ပြီးသားဖြစ်ပါတယ်မင်းတို့လည်းသိပါတယ်အဲ့တော့ဒီမှာကားက constant velocity တနားရီမှာ36ကီလိုမီတာသွားနေရတယ်ဟို28မီတာအကွာမှာရှိတဲ့နွားကိုမြင်လိုက်လို့ချက်ချင်း break out လိုက်တာချက်ချင်း break out လိုက်ပြီအဲ့တော့ဒီမှာ break out လိုက်ပြီဆိုတော့ကအရှိန်ရော့သွားပြီကောင်းဒီနွားကိုလှမ်းမြင်လိုက်လို့အရှိန်ရော့သွားတာ decelerate လို့ပြောတာ ਨੇ သူက decelerate လို့ပြောတာ ਨੇ သူ့ရဲ့လက္ခဏာမှာအနှုတ်ထက်တွေ့လို့ရသွားပြီဒီချေတော့ negative ထက်တွေ့လို့ရသွားပြီအဲ့တော့ဒီမှာ acceleration a ရဲ့တန်ဖိုးက a = -2 m/s square ။ဘာကြောင့် minus 10ရေးလဲ deceleration ဒါထဲ့ကိုရေးပေးရမယ်။ s equal to 28 meter အဲ့တော့အဲ့ဒီကားဟာဒီနွားကိုတိုက်မိသလားလို့မေးတာ။အဲ့တော့28တီချာတို့ရှာလိုက်တဲ့အကွာဝဲတိုက်မိလားမတိုက်မိလားသိချင်။အဲ့ဒီကားဟာ brake မဖမ်းခင်အထိဘလောက်သွားလိုက်လဲ။ဘလောက်အတိုင်းသာသွားလိုက်လဲဆိုတော့အကွာဝဲကိုသိမှရမယ်။ तू ကအကွာဝဲမရှာခိုင်းမင်းနဲ့ရှာခိုင်းတာဖြစ်တဲ့အတွက်တီချာတို့က s တိမှရမယ်။ square equal to v0 square plus 2as ဆိုတဲ့ formula နဲ့ရှာလိုက်လို့ရှိရင် S တိမယ်အဲ့တော့ကိုရှာလိုက်တဲ့ S က25မီတာသူကနွားအကွာဝေးက28မီတာလောက်မှာအကွာဝေးမှာရှိတယ်နွားကိုမြင်လိုက်လို့ brake ဖမ်းလိုက်တာဖြစ်တဲ့အတွက်အဲ့တော့ဒီကားကနွားကိုတိုက်မိလားမတိုက်မိလားဆိုတော့28မီတာထက်ယော့ရင်နွားကိုမတိုက်မိဘူး28မီတာသို့မဟုတ်28မီတာထက်ကျော်ရင်တော့တိုက်မိမှာပေါ့ကဲဆက်ပြသွားအောင် exercise number 18 18ရတော့လွယ်ပါတယ် Motion of the object is recorded as shown in table below. Draw a distance time graph plotting time along the x-axis. Find the speed of the object. Object speed go shakhae ne na manne ka tika ro. Distant time graph go swakhae ne di di daari ne. Time go horizontally tha me. Distant go vertically tha biro ma swae graph ka ne yu လဲအဖြေရှာလို့ရတယ်။နောက်ဒီမှာကတော့ speak ကတော့ total speak ကကြတော့စုစုပါ total speak ကိုရှာမယ်ဆိုရင် total distance 20 OD total time taken final စလိုက်တာ ਨੇ total speed 4 meter per second ရပါတယ်။ဒါကတော့လွယ်ပါတယ်เนาะဒီ